္ဂလာပါ Football Review Channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒီနေ့ကစနေနေ့ပေါ့နော်။ဒီနေ့ညမှာဆိုလို့ရှင်တော့ England Premier League ပွဲစဉ်တွေပြန်ပြီးတော့စပြီးကစားမယ်ပေါ့နော်။အဲ့တော့ဒီနေ့ကစားတော့မှုရှိတဲ့ England Premier League ပွဲစဉ်တွေကနေပြီးတော့မှ၃ပွဲကိုရွေးထုတ်ပြီးတော့သုံးသပ်ပေးမယ်ပေါ့နော်။တခြားသော Legend ပွဲစဉ်တွေရဲ့သုံးသပ်ချက်တွေ၁တွေပြီးတော့တခြားသော Mount တွေပေါ့နော်။ဒါတွေအကုန်လုံးဆိုလို့ရှင်ကျွန်တော်ရဲ့ Viber နဲ့ Telegram Channel တွေမှာတင်ပြီးပေါ့နော်။အဲ့တော့ Viber Channel Link ကို Telegram Channel Link ကိုဒီဗီဒီယိုအောက်က Comment မှာ ပင်ကောမန်အနေနဲ့ထောက်ပေးတာပေါ့နော်ဝင်ပြီးတော့ join ထားနိုင်တယ်ပေါ့အဲ့တော့ဒီနေ့အတွက် promotion သုံးသုံးသွက်ပေးခြင်းနဲ့ပွဲစဉ်အကြတော့ဒီနေ့ည၈နိုင်ခွဲမှာကစားမယ့် Premier League တပွဲဖြစ်တဲ့ Brighton နဲ့ Newcastle တို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့တော့အဲ့ပွဲစဉ်ရဲ့လက်ရှိပေါင်းကြည့်ကျွန်တော်ပြန်ကြည့် Newcastle က တရေကြရင်10ပြားရှုံမယ်ပြီးတော့9ပေါင်းအနေနဲ့ဆိုလို့ရှိရင်3ကိုသွင်းပြ90ရမယ်ပေါ့နော်အဲ့တော့ဒီဟာဒီ Premier League မှာဆိုလို့ရှိရင် Brighton ကလုံးဝဒီသူတို့ရဲ့ခံစားကကလင်းရှိတဝဲမှမရသေးဘူးပေါ့နော်ပြီးတော့သူတို့ကစားခဲ့တဲ့ Premier League နောက်ဆုံး16ဝဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်းသူတို့ရဲ့ခံစားကကလင်းရှိရခဲ့တာအစုစုပေါင်းတဝဲပဲရှိတယ်ပေါ့နော်အဲ့တော့သူတို့ရဲ့ခံစားကဒီပွဲမှာလည်းပြီးကိုပြီးပြီးရနိုင်ကြီးများတယ်အဲ့တော့ဒီတစ်ဖက်ကနေယူကစားကိုကျွန်တော်ပြန်ကြည့်နော်သူတို့ကဒီဟာဒီ Premier League မှာကစားခဲ့တဲ့ဒီအဝေးကွင်း အဖွင့်ပွဲစဉ်၃ပွဲကိုကျွန်တော်ပြန်ကြည့်၃ပွဲလုံး Newcastle ကဂိုးမရှိသေးဆိုတဲ့ရလဒ်တီနဲ့ပဲပြီးဆုံးခဲ့တယ်ဖြစ်တယ်ဘောနော်အဲ့တော့အဲ့တော့သူတို့ကစားခဲ့တဲ့ဒီဟာဒီ Premier League အဝေးကွင်းပွဲစဉ်တွေမှာဆိုလို့ရှိရင် Newcastle ကသူရဲ့တိုက်စစ်ကလည်းဂိုးမရသလိုသူရဲ့ခံစစ်ကလည်းပေးဖို့တကူမှမပေးထားလीဘောနော်အဲ့တော့ဒီပွဲမှာသာ Newcastle အနေနဲ့ဒါ Brighton ရဲ့ပွဲမှာဂိုးမရှိသေးထက်ကြခဲ့မယ်ဆိုလို့ရှိရင်တော့ဒါက1935 36ဘောလုံးရသည်ကဒါ knockout ဒီအသင်းရဲ့ Premier League အဝေးကွင်း၄ပွဲစရိုက်ဂိုးမရှိသေးကြခဲ့တဲ့အမှတ်တမ်းတစ်ခုကို ဒီကဆယ်ကဒီပွဲမှာမှီသွားမှာဖြစ်တယ်ဗောနအဲ့တော့ဒီလိုမှတ်တမ်းမျိုးကိုလည်းညူကဆယ်အနေနဲ့ဒီလိုချင်မှာမဟုတ်ဘူးဒီပွဲမှာသူ့အနေနဲ့ဒါချင်းဒီပေါ့ Brighton ဘက်ကို၉ရောင်ကျိုးစားမှာပဲဖြစ်တယ်ဗောနအဲ့တော့ဒီညူကဆယ်ရဲ့ဒီဟာဒီကစားခဲ့တဲ့ Premier League ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှင်လဲသူတို့ကဒီဟာဒီ Premier League မှာဆိုလို့ရှင်စုစုပေါင်း9ပွဲကစားတာပဲဗောနကစားခဲ့တဲ့9ပွဲလုံးမှာဆိုလို့ရှင်သူတို့ရဲ့တိုက်စစ်က twin ကိုအမြင့်ဆုံးအနေနဲ့ဆိုလို့ရှိရင်နှစ်ကိုပဲရောက်ခဲ့တယ်ပြီးတော့ဒီ twin ကို2ကို twin နိုင်ခဲ့တဲ့ပွဲစဉ်စုစုပေါင်းအောင်လေဒါနှစ်ပွဲပဲရှိရပါတော့ပြောမယ်ဆိုလို့ရှိရင်သူတို့ရဲ့တိုက်စစ်က twin ကို2ကိုရခဲ့ပွဲစဉ်နှစ်ပွဲမှာဆိုလို့ရှိရင်တပွဲကရှုံတယ်တပွဲကနိုင်တယ်ပြီးတော့အဲ့ဒီနှစ်ပွဲလုံးကလေသူတို့ရဲ့အိမ်ဝင်းမှာကစားခဲ့တဲ့ပွဲစဉ်တွေဖြစ်တယ်ပေါ့နော်အဲ့တော့ဒီပွဲမှာဒါ Newcastle အနေနဲ့ Brighton ရဲ့ဒီခန်းစစ်ကိုဒီ twin ကို2ကို twin ဖို့ဆိုတာဂျိမ်းဒီပါကိုခက်ခဲတယ်ဒီတစ်ခွက်က Brighton အနေနဲ့ကကျတော့လေဒီပွဲကသူတို့ရဲ့အိမ်ဝင်းဖြစ်တယ်ပြီးတော့သူတို့ရဲ့တိုက်စစ်ကလည်း ဒီ new case ရဲ့ခံစစ်ကိုထိုးဖောက်ဖို့ဆိုတော့ခက်တယ်ဘာလို့ new case ကသူတို့ကစားခဲ့တဲ့ဝေဝင်ဒီရာဒီဝေဝင်ပွဲစဉ်တွေမှာဆိုလို့ရှိရင်လုံးဝပေးကိုမရှိတာတဲ့အသင်းဆိုတော့ကျင်းတည်ရဲ့ဒီပွဲမှာ Brighton တို့ကလည်းကိုးရဖို့ခက်မယ်ပေါ့နော်အဲ့တော့ဒီပွဲကနှစ်သင်းလုံးအနေနဲ့ဆိုလို့ရှိရင်အမြင့်ဆုံးတွင်းကိုတကူပဲရလိမ့်မယ်တကူထပ်ပို့ပြီးတော့ဒီပွဲမှာတွင်းနိုင်လိမ့်မယ်လို့လည်းမထင်ဘူးပေါ့နော်အဲ့တော့ဒီပွဲက Boating to score အရာဆိုလို့ရှိရင် yes ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့နှစ်သင်းပေါင်းတွင်းကို၃ဂိုးထိရောက်ဖို့ဆိုတော့အဲ့တော့ဒီပွဲကခက်တယ်လို့ထင်တယ်ပေါ့နော်အဲ့တော့ဂိုးပေါင်းကြီးအရာ သုံးကိုသွင်းပြ90ကျရမယ်ဆိုတော့ခြေတစ်ခုမှာကျွန်တော်ကဒီဘက်မှာ9ဟောက်ကိုပဲရွေးချယ်ပေးခြင်းနဲ့ပေါ့အဲ့တော့ဒီနောက်ထပ်သုံးသက်ပေးခြင်းနဲ့ပွဲစဉ်အကြတော့ဒီနေ့ည8:00ဘက်မှာပဲကစားမဲ့ ဘန်လီနဲ့လီယူနိုက်တက်တို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့တော့အပွဲစဉ်ရဲ့လက်ရှိပေါက်ကြည့်ကျွန်တော်ပြန်ကြည့်ရင်လီယူနိုက်တက်ကသေချာရင်55ပြားရှုံမယ်ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်2ဂိုးသွင်းရင်ပြား30ရှုံမယ်ပေါ့နော်အဲ့တော့ဒီရာဒီပရီးမီယာလိဂ်ကိုတန်တက်လာတဲ့အသင်း3သင်းရှိရပေါ့နော်ဘန်လီရဲ့စန်တာလိုင်းရဲ့လီယူနိုက်တက်ရဲ့ပေါ့နော်အဲ့တော့ဘန်လီကဒီရာဒီအဆမှာဆိုလို့ရှိရင်ဒါတန်တက်လာတဲ့အသင်း3သင်းနဲ့ကစန်တာလိုင်းကိုသူနိုင်ခဲ့ဘူးလေပေါ့နော်အဲ့တော့ဒီဒီချိန်မှာလည်းသူတို့ရဲ့အိမ်ကွင်းမှာနောက်ထပ်အနိုင်3မှတ်ရဖို့သူတို့ကြိုတင်ပြီးတော့မြင်ဆင်ထားလိမ့်မယ်ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ဘန်လီ ီကဒီယာဒီပရီးမီးယားလိမှာဆိုလို့ရှိရင်သူတို့ရဲ့ခံစီကတော်တော်ဆိုးတယ်ပေါ့နော် ဒါပေမဲ့လို့သူတို့တင်းရဲ့ခံစိတ်ကအဝေးကွင်းထက်ဆိုင်အိမ်ဝင်းမှာတော့နည်းနည်းပိုကောင်းတက်တယ်ပေါ့နော်သူတို့ကစားခဲ့တဲ့အိမ်ဝင်းနောက်ဆုံး၃ဝယ်ကိုကျွန်တော်ပြန်ကြည့်သူတို့ရဲ့ခံစိတ်ကပီကိုအနေနဲ့နှစ်ပို့၅ပဲပေးထားရတယ်ပြီးတော့ဒီပြီးခဲ့တဲ့လက်ရှိ Premier League Champion Liverpool အသင်းကိုဆိုလို့ရှိရင်လည်းသူတို့ရဲ့အိမ်ဝင်းမှာသူတို့အသင်းကတကောကိုမရှိနိုင်ပဲရှုံးခဲ့ဘူးလေပေါ့နော်အဲ့တော့ဒီတစ်ပတ်က Leeds United ကိုကျွန်တော်ပြန်ကြည့်နော်သူတို့ကစားခဲ့တဲ့အဝေးကွင်းပွဲစဉ်မှာဆိုလို့ရှိရင်သူတို့ဝူပါဒန်အသင်းကို3-1နဲ့နိုင်ခဲ့တယ်ပေါ့နော်ဒါပေမဲ့လို့ အဲ့ဒီပွဲစဉ်ရဲ့ပွဲတွင်းအချက်လက်တွေကိုကျွန်တော်တို့ပြန်ကြည့်ရင် expect ကို 8G မှာဆိုလို့ချင်းဟူပါန်တန်အတင်းက3-1နဲ့ရှုံးခဲ့ဆိုပေမဲ့လို့ United ထက်ပိုပြီးတော့သူတို့ရဲ့ expect ကို 8G ကပိုကောင်းခဲ့တယ်ပေါ့နော်။အဲ့တော့ဟူပါန်တန်ကအဲ့ဒီပွဲစဉ်မှာဆိုလို့ချင်း expect ကို 8G အနည်းနဲ့ဆိုလို့ချင်း1.490ရှိခဲ့တယ်။ဒီတစ်ဖက်က Lee United က0.49ပဲရှိခဲ့ပေါ့နော်။အဲ့တော့အချက်လက်တွေရဆိုလို့ချင်း Lee United က ဟိုဘန်ကိုရှုံးခဲ့လို့တော့ကျွန်တော်သတ်မှတ်နိုင်တယ်ဗောနော်အဲ့တော့ဘန်လီကတော့ပြောမလို့ရှိရင်ဒီတစ်ဖက်ကလီယူနိုက်တက်နဲ့တွေ့ဆုံခဲ့တဲ့မှတ်တမ်းတွေမှာဆိုလို့ရှိရင်ရှာလက်တွေကောင်းတယ်ဗောနော်ဒီပြီးခဲ့တဲ့နေ့ဘောလုံးရာဒီကအဲလန်ရုံးမှာကစားခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်းဘန်လီကလီယူနိုက်တက်1စီးနဲ့နိုင်ခဲ့တယ်ပြီးတော့သူရဲ့အိမ်ဝင်းတမ်မိုးစတေဒီယံကိုကွင်းမှာကစားခဲ့စဉ်တော့လည်းသူတို့အသင်းက လီယူနိုက်တက်ကိုမရှုံးအောင်အသေးကစားနိုင်ခဲ့တယ်ပေါ့နော်ပြီးတော့ဒီဒီအဒီမှာဆိုလို့ရှိရင်ဒီပန်လီကရမတ်စုပေါ့၄မှတ်ရထားတယ်ပေါ့နော်အဲ့တော့အဲ့ဒီရခဲ့၄မှတ်လုံးကိုကျွန်တော်ပြန်ကြည့်သူတို့ရခဲ့၄မှတ်လုံးကသူတို့ရဲ့အိမ်ဝင်ဒီအိမ်ဝင်မှာရခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့ပြောမှဆိုလို့ရှိရင်ဒီပွဲမှာပန်လီချင်းဒီပေါ့အမှတ်ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်တမတ်၃မှတ်၃မှတ် နံပါတ်လေးဒီဘက်မှာရနိုင်ကြီး percentage များမယ်လို့ကျွန်တော်ထင်တယ်ဗောနော်အဲ့တော့တည်ကြရင်တော့55ပြားတိရှုံးမယ်ဒါ Lee United တဲ့ sign ကျွန်တော်ကတော့ဒီဘက်မှာဒီအင်ရှင်ဖြစ်တဲ့ဘန်လီကိုပူသဘောကြရဗောနော်အဲ့တော့ဒီဘက်မှာတော့ဘန်လီအသင်းကိုရွေးချယ်ပြီးကျင်တယ်ဗောအဲ့တော့ဒီနေ့အတွက်နောက်ဆုံးသုံးသပ်ပြီးကျင်တဲ့ပွဲစဉ်ကကျတော့ဒီနေ့ည7:00နာရီမှာကစားမယ့် F1 နဲ့ Arsenal တို့ရဲ့ပွဲစဉ်ဗောနော်အဲ့တော့အဲ့ပွဲစဉ်ရဲ့လက်ရှိပေါက်ကြည့်ကျွန်တော်အပြန်ကြည့် Arsenal က တကူသွင်း9ပြားရှုံမယ်ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်နှစ်ကူသွင်း65ပြားရှုံမယ်ပေါ့နော်အဲ့တော့ဒီရာသီအာဆင်နယ်အသင်းကိုကျွန်တော်ပြင်ချင်းသူတို့အသင်းရဲ့ခံစီကပေးကူအနေနဲ့ဆိုလို့ရှိရင်3ကူပဲပေးထားရည်ပေါ့နော်အဲ့ပေးခဲ့ရတဲ့ပေးကူ3ကူထဲမှာဆိုလို့ရှိရင် open play ကနေပြီးတော့အာဆင်နယ်အသင်းကိုတွင်းသွားတဲ့တွင်းကူက ဒီပေကိုကအစုစုပေါင်းတကိုးပဲရှိရပါတော့အဲ့ဒီတကိုးကလည်းဒါမန်စီးတီးနဲ့ပွဲမှာဟာလန်တင်းသွားတဲ့ twin ကိုတကိုးဖြစ်တယ်ပေါ့နော်အဲ့ဒါကိုကျန်တဲ့ပေကိုနှစ်ကိုးလုံးမှာဆိုလို့ရှိရင်အာဆင်နယ်က open play ကနေပြီးတော့ပေကိုပေးခဲ့ရတာမဟုတ်ဘဲနဲ့ဒါဆက်ပြီးတွေကနေပြီးတော့ပေကိုပေးခဲ့ရတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီနေ့သူတို့တွေ့ရမယ့်တစ်ဖက်က full one တင်းကိုကျွန်တော်ပြန်ကြည့် full one ကဒီဆက်ပြီးတွေကနေပြီးတော့ twin ကိုတွေရယူတတ်တဲ့အတင်းတင်းမဟုတ်ဘူးသူတို့အတင်းကဆက်ပြီးကနေကိုးရဖို့အတွက်ဆိုလို့ရှိရင်အားနည်းတဲ့အတင်းတင်းဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဘက်မှာအာဆင်နယ်ဘက်ကိုသူ့အနေနဲ့ open play ကနေပြီးတော့ကိုးရဖို့ဆိုတော့သူတို့တို့ ်ခက်ခဲလိမ့်မယ်အာဆင်နယ်ကလည်းဒီဟာဒီကစားခဲ့တဲ့ပရီးမီးယားလိခုနှစ်ပွဲလုံးမှာဆိုလို့ရှိရင် open league ကနေပြီးကိုတကိုးပဲပေးထားရတယ်ပေါ့နော်ပြီးတော့ဒီ full end ကိုကျွန်တော်ပြင်ချင်းဒီလက်ရှိမှာဆိုလို့ရှိရင်သူတို့အသင်းကကစားခဲ့တဲ့နောက်ဆုံးနှစ်ပွဲမှာဆိုလို့ရှိရင်နှစ်ပွဲလုံးရှုံးလာတယ်ပြီးတော့သူတို့ကစားခဲ့တဲ့ဒီ premier league ဒီဟာဒီခုနှစ်ပွဲလုံးကိုကျွန်တော်ပြင်ချင်းသူတို့ရဲ့တက်ဆက်ကအတွင်းကိုဒီတကိုးတက်ပို့ပြီးတော့တွင်းနိုင်ခဲ့တာအစုစုပေါင်းတပွဲပဲရှိရပေါ့နော် အဲ့တော့ဒီပွဲမှာဆိုလို့ရှိရင်လည်းခန်စီကောင်းတဲ့အာဆင်နယ်အသင်းကိုဖူဝန်နေနဲ့ဒီတွင်းကိုတကိုးတွင်းယူနိုင်ဖို့အတွက်တော့ဒီဘက်သူ့သူတို့အတွက်တော်တော်လေးခက်ခဲလိမ့်မယ်ကျွန်တော်ထင်တယ်။ဒီတစ်ဖက်ကအာဆင်နယ်ကကြတော့လေလက်ရှိမှာသူတို့အတွက်နိုင်ဝဲတွေကတောက်လျှောက်လိုအပ်နေတယ်။အဲ့တော့ဒီဘက်က ဒါသူတို့ဒီအာဆင်နယ်နိုင်သွားမဲ့ပွဲစဉ်တစ်ပွဲလို့ထင်တယ်ဖူဝမ်ဒီပွဲမှာအလွန်ဆုံးသွင်းကိုတကိုးပဲရလိမ့်မယ်လို့ထင်တယ်အာဆင်နယ်2 1 2 0တော့ဖြစ်နိုင်ရရှိရပါတော့အဲ့တော့ဒီနေ့အတွက်နောက်ဆုံးပွဲစဉ်ရွေးချယ်မှုအနေနဲ့ဆိုလို့ရှိရင်တကိုးသွင်းမှာ၅ပြားပဲရှုံးမဲ့အာဆင်နယ်အသင်းကိုဒါနောက်ဆုံးအနေနဲ့ဆိုလို့ရှိရင်ရွေးချယ်ပြီးခြင်းနဲ့ပေါ့